နိုင်ကိုဂျပန်နိုင်ကိုစခိုင်းနိုင်ထက်ပိုင်းကချင်ပြည်နယ်နယ်ဆက်မြင်းအနီးမှာရှိတဲ့အင်းတော်မျိုးကိုတော်လိုင်းပူပေါင်းတပ်တွေကရှစ်လနီးပါးကြာတိုက်ခတ်ခဲ့ပြီးတဲ့နောက်ဧပြီ9ရက်နေ့ညအုပ်ပိုင်းမှာ အပိသက်သိမ်းပိုင်နိုင်ခဲ့ပါပြီ။ဟေးအောင်ပြူလို့ရခွာရ ဧပြီ9ရက်နေ့ည7:00နာရီလောက်ကအင်းတော်မြို့မှာတခုတည်းကျန်နေတဲ့စစ်ကောင်စီတပ်ရဲ့ဂျပန်လိုင်းကူဂုံးကိုတော်လိုင်းပူပေါင်းတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်အင်းတော်မြို့ကိုအပိသက်သိမ်းပိုက်နိုင်ခဲ့တာလို့ရှီတန်းသတင်းရင်းမြစ်ကပြောပါတယ်။ဧပြီ10ရက်နေ့မှာဂျပန်လိုင်းကူဂုံးမှာတက်ဆွဲထားတဲ့စစ်တပ်ကစခန်းအပြင်ထွက်ပြီးစစ်ကြောင်းထိုးလာတာကိုတော်လိုင်းပူပေါင်းတပ်တွေကလိုက်လံတိုက်ခတ်ရမှာအဲ့ဒီစစ်ကြောင်းကိုချိန်မုံနိုင်တယ်လို့စခန်းကုန်းတစ်ခုလုံးကိုပါဆက်လက်သိမ်းပိုက်နိုင်ခဲ့တာပါ။ သူကစစ်ချောင်းထိုးလာတဲ့အခါမှာတိုင်ရင်လည်းသူတို့အလိုပဲဟိုစုပ်ကြီးစုံနေပေါ့နော်ကိုဘကကြီးကဟိုမြို့မြို့မှာဘုံကြီးချောင်းတို့ဒီဖရာဒီလျောင်းတို့ဖရာကုန်းတို့ရတာပေါ့နော်ရပြီးတော့မှနောက်တစ်ခုကျတော့ဂျပန်လိုင်းခွန်ထရရတာပေါ့ဒီမြေရတော့အလိုမျိုးကိုဘကထပ်ပြီးတော့ထိုးစီပြန်စင်းတဲ့ဘုံမျိုးလှုပ်လိုက်တာပေါ့နော်နောက်ဆုံးကျတော့ဒီလုံကတော့လေးနေနေချင်းနေတာပေါ့နော်ဟိုနှစ်ဖက်ကြဆုံးနေတော့ရှိတာပေါ့ အင်းတော်မျိုးသိန်းတိုက်ပွဲမှာတော်လန်ဟိပူပေါင်းအဖွဲ့တွေဘက်ကနေစစ်ကောင်စီတပ်ရဲ့စစ်တုံးမှန်အများပြဖမ်းမိခဲ့သလို120မမဟောင်ဝင်စာအမြောက်လက်နက်ကြီးအပါဝင်လက်နက်ခဲယံအများပြသိမ်းဆီးရရှိထားပါတယ်။တိုက်ပွဲဖြစ်ပွားနေစဉ်တစ်လျှောက်လုံးစစ်ကောင်စီတပ်ကလေကြောင်းကနေချက်တိုက်လျင်နဲ့ဝိုင်းတွဲအမျိုးအစားလျင်နေနဲ့ပါတဏီကုံဘုံကျဲတိုက်ခတ်ခဲ့ပြီးနှစ်ဖက်တိုက်ခတ်အကြဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ အင်းတော်မျိုးကိုပြီးခဲ့တဲ့ဩဂတ်လ16ရက်နေ့ကစတင်ပြီးတော်လိုင်းရေးပူပေါင်းတက်တွေကထိုးစစ်ဆင်တိုက်ခတ်ခဲ့တာပါနလနီဘာခန့်အကြမှာမြို့ပေါ်ရက်ွက်အားလုံးကိုတင်ပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်ရဲ့ဂျပန်လှိုင်ကူကုန်းစခန်းတစ်ခုသာကျင်းရခဲ့တာပါဂျပန်လှိုင်ကူကုန်းဟာအင်းတော်မြို့ရဲ့အရှိတ်တစ်ဆက်ထဲမှာရှိပြီးအရှိတ်အနောက်တွေ့တန်းနေတဲ့တောင်ကုန်းတစ်ခုဖြစ်ပြီးအင်းတော်မြို့နဲ့ရွှေဘိုမြစ်ကြီးနားလမ်းကိုဖြူဟာအရဆုံးမထားနိုင်တဲ့ဂုန်းတစ်ခုလည်းဖြစ်ပါတယ် ကချင်ပြည်နယ်ဝင်ပေါက်တစ်ခုဖြစ်တဲ့နန်စီရောက်မြို့နယ်28မိုင်ခန့်သာဝေးပြီးဖြူဟာအရာရွှေဘိုမြစ်ကြီးနားလမ်းမကြီးပေါ်မှာရှိတဲ့အင်းတော်မြို့ကိုလက်မလွတ်ရရည်အတွက်စစ်ကောင်စီတပ်ကအပြင်းထန်ခုခံခဲ့ပေမဲ့လက်လွတ်ခဲ့ရတာပါအင်းတော်ရတဲ့ဆိုရင်ကျွန်တော်တို့ဒီခုဒီဘက်ဆိုလဲကျွန်တော်တို့ကလေးချီရင်ရကဘောခဲကျွန်တော်တို့ဒီချက်ချက်ဒီလိုက်စားနေလို့ကျွန်တော်တို့အချိန်တို့အတွက် ့ဒီဘက်မာမေးဆက်ဆံရေးကိုအချိန်လိုဆုံးဥပွဲလုပ်ဆောင်လို့ရတယ်ကစည်ရေးပိုင်းမျိုးလေးတေးဒီဟာရပါရည်ကြီးရဲ့မျိုးတစ်မျိုးဖြစ်နေတယ်ကျွန်တော်တို့ကမင်းတို့ကတက်တူရဲတဲ့ကောင်ဖမ်းထားတယ်တက်တူရဲလေးစကားပြောလိုက်ပါငါ စကိုင်းတိုင်းအင်းတော်မျိုးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF တပ်တွေနဲ့ ABSD ရဲ့အကြောင်းသားတပ်အပြင်ဒီသခံ local PDF အများပြားကပူးပေါင်းတိုက်ခတ်ခဲ့တာပါ ီးခဲ့တဲ့မတ်လ15ရက်နေ့မှာလဲကတာမြို့ရှိချင်းမြန်တရင် ခမရ309ကအင်အား150ခန့်ပါတဲ့စစ်ကြောင်းဟာမြို့အနောက်ဘက်16မိုင်ခန့်အကွာမှာရှိတဲ့တိုက်ပွဲပြင်းထန်နေတဲ့အင်းတော်မြို့ကိုအင်းတော်ကတာလန်တိုင်းဥတီစစ်ကူတွားခဲ့ရမှာကတာမြို့အနောက်ဘက်9မိုင်ခန့်အကွာမှာအတိုက်ခံခဲ့ရပြီးစစ်တုံးမှန်အများပြားဖမ်းမိခဲ့ပါသေးတယ် မြေပြင်မှာအထိနာနေတဲ့စစ်ကောင်စီကတော့လေကြောင်းကနေဘုံကျဲတိုက်ခတ်မှုတွေပြုလုပ်နေပြီးလက်ရှိချိန်မှာဘုံကျဲတိုက်ခတ်မှုကြောင့်မြို့ပေါ်ကတပ်တနိကအဆောက်အဦတွေပျက်စီးသွားပါပြီ။လက်ရှိချိန်မှာတော့အာဏာသိမ်းစစ်ကောင်စီအနေနဲ့မြို့ပေါင်း60ကျော်ကိုလက်လွတ်ဆုံးရှုံးထားရပြီးအင်းတော်မြို့ရဲ့မြောက်ဖက် -20 ခန့်အကွာမှာရှိတဲ့မော်လူးမြို့ကိုလည်းပြီးခဲ့တဲ့2023ဒီဇင်ဘာမှာ ABSDN နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ဟုတ်ကဲ့ subscribe ကိုနှိပ်ခေါင်းကိုနှိပ်ပေးကြပါကျွန်တော်